ိတ်ဆိတ်နေသောညမကြီးရွာညကင်းတစ်ခုတွင် ကိုထွန်းသည်တောအုပ်ထဲမှသူ၏နာမည်ကိုခေါ်နေတဲ့ကဲ့သို့တောက်ပသောတီတိုးတန်ဆန်းတစ်ခုကိုရုတ်တရက်ကြားလိုက်ရသည်သူသည်အတန်နောက်သို့လိုက်သွားသောအခါငှက်ပြောင်းပင်တော့မှငယ်ငယ်ဟုခေါ်သောတောက်ပနေသည့်ခလီမလေးတူပေါ်ထွက်လာသည်သို့သောသူမသည်တုံရင်နေသည့်မှုံမဲနေသောချောင်းစီသို့လက်ညှိုးထူးပြနေသည်ကိုထွန်းတလန်းချင်းတိုးကပ်သွားစဉ်သူတို့အောက်ရှိမြေကြီးသည်မြေအောက်မှတစ်ခုခုနိုးထလာတဲ့ကဲ့သို့အနှဲငယ်စတင်တုန်ခါလာသည် ငယ်ငယ်သည်သူ၏လက်ကိုစုပ်ကင်လိုက်ပြီးသူမ၏လက်ဖဝါအတွင်မှလင်းနေသောအလင်းရောင်ကိုထောက်ပြသည်ထိုအလင်းရောင်မှာချောင်းကိုအနီရောင်တောက်ကနေသည်မြေပုံတစ်ခုဖြစ်သည်သူတို့ပြေးသွားစဉ်အနီရောင်မီးပိုးများရုတ်တရက်အနောက်သို့ပြင်းထန်စွာပြန့်ကျဲသွားသည်၎င်းတို့စီတို့မြေနိုင်သောအားတစ်ခုကတွန်းပို့လိုက်တကယ်သို့ပင်ချောင်းကန်းတွင်ရွေများသည့်တဘာဝနှင့်မညီဘဲမြင့်တက်လာသည်သူတို့ကိုစောင့်ကြည့်နေသည့်အေယာမမျက်နှာပေါ်တိုင်းဖြင့်ပုံပေါ်လာသည်ငယ်ငယ်ရှိသူတက်လာလိုက်ရာ ူမကြီးအလင်းရောက်ပုံမပင်းခံလာပြီးကိုရင်မျက်နှာကြီးကကိုထုံးတယောက်ထဲသာကြားနိုင်သည့်ရှင်းဟောက်စကလုံးများကိုတီးတိုးပြောလိုက်သည်ကိုထုံးသည်ထိုစကလုံးများကိုစွန့်ရင်တကြီးပြန်ပြောလိုက်သည်ထို့အခါရွေသည်ပြိုကျသွားပြီးအောက်ခြေရှိဝှက်ထားသောတက်သားတက်တာငယ်တစ်ခုကိုဖောက်ထုတ်လိုက်သည်ထိုတက်တာငယ်သည်သူ့လိုလိုဖွင့်သွားပြီးငငယ်ဤအလင်းရောက်နေတိုက်ညီသောတင်ကေတာများခင်းထုတ်သည်ရွှေရောင်ခေါင်လောင်းနှင့်တစ်ခုကိုပြသနေသည်ငငယ်သည် အားနေသွားပြီးရွာကိုနိုးထလာတော့အရေးဆုံးမှာကဲတင်နိုင်သည်တခုတည်းသောအရာမှာဤဝိညာဉ်ခေါင်လောင်းဖြစ်သောကိုထွန်းအားတို့ပြသည်သို့တော့ကိုထွန်းခေါင်လောင်းမသိနေသူတို့နောက်ရှိတပ်ဖက်များသည်မှောင်မဲသောပါဆက်တစ်ခုကဲ့သို့ပြန်ကလင်ကားပွင့်ထွက်လာသည်တခုခုရောက်လာနေသည်ကိုထွန်းသည်ခေါင်လောင်းကိုမြောက်လိုက်သည်၎င်းသည်အလုံးလုံးမီမလုံးမီကိုမသိကြပဲထို့နောက်မြင်ကွင်းအလုံးမှောင်မဲသွားသည်